မင်္ဂလာပါရှင်ဒီနေ့ဆက်ပြီးရှင်းပြပေးမှာကတော့စတမရန်တင်ချအတွက်တက်ခအခန်းလေးလေ့ကျင့်ခန်းလေးသမနှင်းနံပါတ်7ပဲဖြစ်ပါတယ်အောက်ပါတို့ကိုရာဂိုင်းနှုန်းဖြစ်ပြပါဆရာမတို့ဒါကိုရာဂိုင်းနှုန်းနဲ့ပြရပါမယ်ကကြီးက100ပုံပုံလေး38ပုံဟုတ်ပြီနော်အဲ့တော့ဒါကိုဆရာမတို့ကရာဂိုင်းနှုန်းနဲ့မပြခင်မှာ100ပုံပုံလေး38ပုံဆိုတာညီမြချင်းဘာနဲ့တူတယ်လဲဆိုရင်100ပိုင်း38ပိုင်းနဲ့တူမယ်ဒီလိုဒါလေးကိုဆရာမတို့ရေးပြီးတော့မှစက်ကြည့်ရအောင် ဟုတ်ပြီအဲ့တော့ကကြီးက100ပုံလေးရင်38ပုံ100ပုံလေးရင်38ပုံဆိုတာက100ပိုင်း38ပိုင်းကိုပြောတာဒါကြောင့်မလို့ဒါဒီ100ပုံမှာအခြေခံထားလို့ရှိရင်38ရာခိုင်နှုန်းဆိုပြီးရမယ်နောက်နံပါတ်ခကြီးက100ပုံလေးရင်16ပုံ တရားပုံလင်း16ပုံဟုတ်ပြီသူကဘာကိုဆိုလို့လဲဆိုတော့တရားပိုင်း16ပိုင်းကိုဆိုလို့တဲ့ဒါဒီ16ရခိုင်နော်ကငယ်ကတရားပုံလင်း98ပုံတရားပုံလင်း98ပုံဆိုတာဒီတရားပိုင်း98ပိုင်းကိုဆိုလို့တဲ့အဲဒါက98ရခိုင်နော် ။အဲ့ဒီနော်ဂဟကြီးကကြတော့100ပိုင်း28ပိုင်းကိုပေးထားတယ်။ဒါဆိုရင်ဒါက28ရာခိုင်နှုန်း။နောက်တစ်ခုကည100ပိုင်50ပိုင်း။100ပိုင်း50ပိုင်းဆိုတာက90ရာခိုင်နှုန်း။ဟုတ်ပြီနော်ရာခိုင်နှုန်းနဲ့ရှာခိုင်နှုန်း90ရာခိုင်နှုန်း။အမနက်ကចောင်းသားចောင်းလူစုစုပေါင်း100ဦးရှိသည်93ဦးသည်မိန်းကလေးဖြစ်ကြလျင်ယာကိုင်လုံးမြင်များသည်မိန်းကလေးများဖြစ်သည် ကျောင်းသားကျောင်းသူစုစုပေါင်းဝတရာ93ကမိန်ကလေးဆိုရင်မိန်ကလေးတွေရဲ့ရာခိုင်နှုန်းကဘယ်လောက်ရှိပါသလဲတဲ့ဒါဆွေးစမတော့ပေးထားချက်စပြီးတော့ရေးလိုက်မယ်ကျောင်းသားကျောင်းသူစုစုပေါင်းကျောင်းသားကျောင်းသူစုစုပေါင်းကတရာဦးဟုတ်ပြီနော်ဒါဆိုရင်မိန်ကလေးအရေးအတွက် ဟုတ်ပြီနော်အဲ့တော့မင်းကလေးများက53ရာခိုင်နှုန်းဆိုတော့မင်းကလေးအရေအတွက်မင်းကလေးစုစုပေါင်းလို့ရင်လည်းရတယ်မင်းကလေးအရေအတွက်မင်းကလေးအရေအတွက်က53ဦးအဲ့တော့ဆရာမတို့လိုချင်တာကရာဂိုင်နှုန်းဘယ်လောက်နဲ့ပြမလဲလို့ပြထားတာ ဟုတ်ပြီနော်အဲ့တော့ចောင်းသားစုစုပေါင်းရက်တရားပုံပုံရင်53ပုံပြီးမိန်းကလေးတွေရှိတာတရားပုံပုံ53ပုံကမိန်းကလေးတွေဖြစ်တဲ့အတွက်ကြောင့်မလို့ဆရာမတို့လိုချင်တာကမိန်းကလေးစုစုပေါင်းပေါ့နော်မိန်းကလေးစုစုပေါင်းကចောင်းသားចောင်းသူအားလုံးဤ ကျောင်းသားကျောင်းသူအားလုံးရဲ့တရားပုံပုံမှန်50 3ပုံရှိပါတယ်တဲ့။ចောင်းသားចောင်းသူအားလုံးကို100ပုံပုံလိုက်ရင်53ပုံရှိတယ်။တကယ်လို့ကလေးတို့ကဒီစာအောင်မရေးတော့ဘူးဆိုလို့ရှိရင်ဘယ်လိုရေးလို့ရလဲဆိုတော့မိန်းကလေးစုစုပေါင်းညီမြချင်း100ပိုင်း53ပိုင်းဆိုပြီးတော့တစ်ခါလေးရေးလို့ရတယ်ဟုတ်ပြီနော်။အဲ့တော့ចောင်းသားဆရာမရင်းနေနည်းနည်းမတူရင်လည်းမတူမှာဆိုလို့ဆရာမပြပြထားတာ။အဲ့တော့မိန်းကလေးစုစုပေါင်းဒီ100ပုံပုံရင်53ပုံရှိတဲ့အတွက်ကြောင့်မလို့ဒါက53ရာခိုင်နှုန်း။ဒါကြောင့်မလို့အောက်မှာအဖြေရေးလိုက်မယ်။သူကဘာလို့ရှာခိုင်းလဲဆိုရင် ရာဂိုင်နှုန်းပြများသည်မိန်းကလေးများဖြစ်တယ်လေဆိုတော့ចောင်းသားចောင်းသူအားလုံးဤ53ရာဂိုင်နှုန်းသည်မိန်းကလေးများဖြစ်ပါသည်ပေါ့အဲ့ဒါဆင်မလို့အဲ့လိုလေးဖြစ်ရေးမယ်ចောင်းသားចောင်းသူအားလုံးဤ53ရာခိုင်နှုန်းသည်မိန်းကလေးများဖြစ်ပါသည်ចောင်းသားចောင်းသူအားလုံးဤငါးဆက်၃ရာခိုင်နှုန်းသည်မိန်းကလေးများဖြစ်ပါသည် နံပါတ်3ကိုကိုဒီတင်ချပါတာတွင်အမှတ်တရအနှက်80မှတ်ရလျင်ရမှတ်ကိုရခိုင်နှုန်းဖြင့်ဖော်ပြပါတဲ့အဲ့တော့ကိုကိုကတရဘူးဖြည့်တာကို80ရတယ်ဆိုရင်ရခိုင်နှုန်းနဲ့ဖော်ပြတော့80ရခိုင်နှုန်းပေါ့ဟုတ်ပြီနော်အဲ့တော့ကျွန်တော်တို့ဒါလေးကိုအတူပဲရေးမယ်ကိုကိုရဲ့အမှတ်ကတရဘုံပုံရင်80ပုံဖြစ်တဲ့အတွက်ကြောင့်မလို့တရပိုင်း80ပိုင်းဆိုပြီးတော့စရေးမယ်ဟုတ်ပြီနော်အဲ့တော့ရေးကြည့်ရအောင်ကိုကိုဤအမှတ် ကကိုဤတင်တင်ချာရမတ်ပေါ့နော်မိမြချင်းသူကတရားပုံပုံလို့ရှိရင်80ရရဲတရားမှာ80ရတာဖြစ်တဲ့အတွက်ကြောင့်မလို့ရခိုင်နှုန်းနဲ့ပြရင်80ရခိုင်နှုန်းနံပါတ်၄ចောင်းသားចောင်းသူစုစုပေါင်းတရားဦးရှိသည့်အနှစ်ចောင်းသားចောင်းသူကတရားဦးရှိတယ် 45ဦးဒီယောက်ျားလေးများဖြစ်လျင်45ဦးကယောက်ျားလေးဒါဆိုရင်ယောက်ျားလေးရဲ့ရခိုင်နှုန်းကဘယ်လောက်လဲ။အခုဆရာမတို့သိသွားပြီ။ចောင်းသားចောင်းသူစုစုပေါင်းဒါပေးချက် ရေးမယ်ဆိုရင်ចောင်းသားចောင်းသူစုစုပေါင်းညီမချင်းတရားဦး။ယောက်ျားလေးအရေအတွက်ယောက်ျားလေးဦးရေက45ဦး။ပြီးတော့မှဆရာမတို့လိုချင်တာဒီယောက်ျားလေးရဲ့ရခိုင်နှုန်းဘယ်နှရခိုင်နှုန်းရှိတယ်လဲဆိုတော့သိချင်တဲ့အတွက်ကြောင့်မို့သူက100ပိုင်း45ပိုင်း45ရခိုင်နှုန်း။ဟုတ်ပြီနော်။အဲ့တော့ ဒီစစ်ကြောင်းသားကြောင်းသူစုစုပေါင်းရဲ့45ရာခိုင်နှုန်းဒီယောက်ျားလေးများဖြစ်ကြသည်ပေါ့။နားပြီနော်။မိန်းကလေးများဒီရာခိုင်နှုန်းမြင့်များဖြစ်တယ်လို့ဆိုတော့မိန်းကလေးရာခိုင်နှုန်းကိုသိကျင်လို့ရှိရင်တရာတဲ့ကနေ45အောင်နှုတ်မယ်။တရာတဲ့ကနေ45အောင်နှုတ်ရင်မိန်းကလေးရဲ့အရေအတွက်ကိုရှာမယ်။အဲ့တော့တရာအနှုတ်45ဆိုတော့55ရတဲ့အတွက်ကြောင့်မလို့မိန်းကလေးရဲ့ရာခိုင်နှုန်းက55ရာခိုင်နှုန်း။နားပြီနော်။အဲ့တော့ဆရာမတို့ဒါလေးကိုစာလေးနဲ့ရေးလိုက်ရအောင်။ မျိုးပုံစံတွေကတော့အရင်လွယ်ပါတယ်เนาะဒါပေမဲ့ဒီဆင်မစာရေးပြီးတော့ရှင်းတော့မရှင်းပြချင်ပါဘူးဒါပေမဲ့မရတဲ့ကလေးတွေအတွက်ဆင်မစာရေးပြီးတော့မှရှင်းပြလိုက်မယ်เนาะចောင်းသားចောင်းသူစုစုပေါင်းဆွေးမပေးထားချက်ရေးမယ်ညချင်းတရာဦးခုနလိုပဲယောက်ျားလေးရေးအတွက်ဟုတ်လဲယောက်ျားလေးစုစုပေါင်းကြည့်လိုက်မယ် ဒီတော့သူက45ဦးပေးထားတယ်45ဦးအဲ့တော့ဆမလို့လိုချင်တာဒီចောင်းသားចောင်းသူစုစုပေါင်းဒီចောင်းသားចောင်းသူစုစုပေါင်းရဲ့ယောက်ျားလေးဒီယောက်ျားလေးအရေးအတွက်ကဘယ်နေရာခိုင်နှုန်းရှိတယ်လဲဆိုတာကိုဆမလို့သိချင်တာအဲ့တော့ယောက်ျားလေးများဒီသောသားចောင်းသူစုစုပေါင်းဤ ုစုပေါင်းဤဘလောက်ရှိလဲဆိုရင်တရာပုံပုံရင်55ပုံရှိတယ်တရာပုံပုံ55ပုံရှိတယ်ဟုတ်ပြီလားဒါမှမဟုတ်ဘဲနဲ့ယောက်ျားလေးစုစုပေါင်းဆိုပြီးတော့ပဲဆင်မတော်48ဦးရေးတယ်အောက်မှာပဲတရာပိုင်း55ပိုင်းဆို sorry 55ဦးရေးတယ်တရာကပိုင်း55ပိုင်းဆိုမှသွားလို့ရရဲ့နော်ဒါပေမဲ့ဆရာမဒီပြပြဆုံဆုံလေးရေးစေချင်လို့ယောက်ျားလေးတွေကចောင်းသားចောင်းသူစုစုပေါင်းကြတရာပိုင်း55ပိုင်းရှိတယ်။ဒါကြမို့လို့45ရာခိုင်နှုန်းရှိတယ်။ နောက်တစ်ခုကဆရာမတို့ကမင်းကလေးရဲ့ရေတွက်ကိုလိုချင်တယ်။ဟုတ်ပြီနော်။အဲ့တော့မင်းကလေးစုစုပေါင်းကိုလိုချင်တော့တရာတွေကနေယောက်ျားလေးရေတွက်ကိုနှုတ်။အဲ့တော့တရာနှုတ်45အဲ့တော့55ဦးရှိမယ်။ဒါကြောင့်မလို့ဒီစာအတိုင်းပဲရေးမယ်။မင်းကလေးသည်မင်းကလေးများသည်ចောင်းသားចောင်းလူစုစုပေါင်းဤတရာပိုင်း55ပိုင်း ဒီတိုင်းမရေးလိုက်ရုံပဲမိန်းကလေးများဒီចောင်းသားចောင်းသူစုစုပေါင်းဤပက်ရပိုင်55ပိုင်းဆိုတော့55ရခိုင်နှုန်းနံပါတ်5ကအုံချံတစ်ချံတွင်အုံပင်တရားရှိသည်ဆရာမတို့အားလုံးဒီတရားပေါ်မှာအခြေခံထားတယ်ဆိုတော့ဇတိထားပြီးမယ်နော်တရားပေါ်မှာအခြေခံထားလို့ရှိရင်ဒါရခိုင်နှုန်းကိုတွက်လို့ရမယ်ရခိုင်နှုန်းကိုတွက်ချင်ရင်ဆရာမတို့တရားပေါ်မှာအခြေခံပေးရပါမယ်အဲ့တော့အုံချံတစ်ချံတွင်အုံပင်တရားရှိသည့်အနှက် 39ပင်သည်အတီးတီးနေသောအတီးတီးနေသော အပင်ရခိုင်နှုန်းမြင့်မြတ်ရှိတယ်နေဒါဆင်သိသွားပြီ33ပင်ကအတီးတီးလို့ရှိရင်39ရခိုင်နှုန်းပေါ့ဟုတ်ပြီနော်100ရှိတဲ့အတွက်ကြောင့်မလို့39ရခိုင်နှုန်းကအတီးတီးတယ်အတီးမတီးသောအပင်ရခိုင်နှုန်းမြင့်မြတ်ရှိတယ်နေဆိုတော့အတီးမတီးတဲ့အပင်ရဲ့အရေးအတွက်ကိုအရင်ရှာမယ်100အနုပ်39ဆိုပြီးတော့ရှာမယ်ရှာလိုက်တော့67ရမယ် ဲ့ဒါကြောင့်မလို့အတိမကြီးသောအပင်ရခိုင်နှုန်းကကြတော့67ရခိုင်နှုန်းဆက်မလို့အဖြစ်အတင်ဒီမှာရနေပြီဟုတ်ပြီနော်အဲ့ဒါကြောင့်မလို့ဆရာမကရေးလဲမရေးပြချင်တော့အဲ့တော့အုံချင်အုံချင်တစ်ချင်တွင် ရှိသောအုံပင်အရေးအတွက်ညညချင်းတရားပေါ့ဟုတ်ပြီလားအုံချင်တစ်ချင်တွင်ရှိသောအုံပင်အရေးအတွက်ညညချင်းတရားအဲ့ဒီထဲမှာမှအတိသီးနေသောအပင်ကျမတို့ကပေးထားချက်ရေးချင်တာအတိသီးနေသောအပင်အရေးအတွက် အတီးတီးနေတော့အပင်အရေအတွက်ညများချင်း30ခုဒါဆိုရင်ဆံမတို့ကဒီအတီးတီးတဲ့အပင်ရဲ့ရာခိုင်နှုန်းကဘယ်လောက်လဲဆိုတော့39ရာခိုင်နှုန်းအဲသူ့အစားဘယ်လိုရေးမလဲဆိုတော့အတီးတီးနေတော့အပင်အရေအတွက်ဒီအုံးပင်အလုံးဤ100ပိုင်း39ပိုင်းရှိတယ်ဟုတ်ပြီလား100ပိုင်း39ပိုင်းရှိတဲ့အတွက်ကြောင့်မလို့39ရာခိုင်နှုန်းဆိုပြရမယ် ဲ့တော့အသီးမသီးတဲ့အုံးပင်အရေအတွက်ကခုနလိုပဲနှုတ်ပေးမယ်အဲ့ဒါပြီးတဲ့ခါမှာအသီးမသီးသောအုံးပင်အရေအတွက်ဒီအသီးအုံးချံတချံတွင်ရှိတဲ့အုံးပင်နဲ့တွားပြီးတော့နှိုင်းရှင်ပါဆိုလို့အုံးပင်အားလုံးဤ100ပိုင်း61ပိုင်း61ရာခိုင်နှုန်းဆိုလည်းရှိတယ်။ဒါပြီးနော်အဲ့တော့ဆင်မဆာလို့ရေးလိုက်ရအောင်ဟုတ်ပြီအဲ့တော့သူပေးထားတဲ့ဟာလေးကိုဆက်ဆက်မလို့ရေးရအောင်အုံးချံတချံတွင်ရှိအုံးချံတချံတွင် ရှိတော့အုံးပင်စုစုပေါင်းအဲ့တော့အဓိကကတော့ကျွန်တော်နားလည်ရပြီเนาะအเจ้าမှာတော့တွေ့နေသူချင်းမှတွေ့မယ်အုံးပင်စုစုပေါင်းက100အတီးတီးတဲ့အပင်အတီးတီးနေတော့အပင်အရှိအတွက် အသေးသေးတဲ့အပင်အရေအတွက်က39ပင်ဒါဆိုကျွန်တော်တို့ရရခိုင်လုံးရှာမယ်အသေးသေးတဲ့အပင်အရေအတွက်က39ဖြစ်တဲ့အတွက်ကြောင့်မလို့39ရခိုင်လုံးရှိတယ်ဆိုတာအရင်ရှာမယ်ဟုတ်ပြီနော်အဲ့တော့အသေးသေးနေတော့အပင်အရေအတွက်ဒီအပင်အရေအတွက်ဒီအုံးပင်အလုံးဤ တရာပိုင်39ပိုင်းရှိတယ်။ဒါကြောင့်မလို့39ရာပိုင်းလုံးရှိတယ်။ဒါပြင်လာတော့အဓိကအစာရေးတာပါပဲ။သူက39ပင်ကတီးတီးတယ်လို့ပြောကြတယ်က39ရာပိုင်းလုံးဆိုဆင်မလို့တီးပြီလား။အဲ့တော့နောက်တစ်ခုသူကအတီးမတီးတော့အပင်ရဲ့ရာပိုင်းလုံးကိုရှာခိုင်းတယ်။အဲ့ဒီရဲ့ရာပိုင်းလုံးကိုတီးခြင်းအပင်အရေအတွက်ဘယ်လောက်ရှိလဲဆိုတော့အရင်ရှာပေးမယ်။အဲ့တော့အတီးမတီးတော့အတီးမတီးတော့အပင်အရေအတွက် တင်အရေးအတွက်ကတရအနုတ်39ဆိုတော့61ရှိဒါ61ရာခိုင်နှုန်းရှိတယ်ဆိုတော့ဆရာမတို့သိပြီဒါပေမဲ့ဒီလိုလေးစာပြန်ရေးပြမယ်တီအောင်ပါလို့ရေးမလဲဆိုတော့အတီးမတီးတော့အပြင်အရေးအတွက်ဒီအတိုင်းရေးမယ်နော်ဒါတေးကိုဒီမှာလာရေးမယ် အတီမတီတော့အပင်အရေအတွက်ဒီအုံပင်အားလုံးဤဘယ်လောက်ရှိလဲဆိုတော့100ပိုင်း60ပိုင်းရှိတယ်ဒါကြောင့်မလို့68ရာခိုင်နှုန်းဆိုပြီးလည်းရှိပါတယ်ရပြီနော်အဲ့တော့အတီတီနေတဲ့အပင်အရေအတွက်ဒီအုံပင်အားလုံးဤ100ပိုင်း39ပိုင်း39ရာခိုင်နှုန်းဒါကကြတော့အတီမတီတော့အပင်အရေအတွက်ဒီအုံပင်အားလုံးဤ100ပိုင်း60ပိုင်း68ရာခိုင်နှုန်းဒီမှာတော့ပြပြဆုံဆုံလေးဆက်ပြီးတော့မှရေးပေးရပါမယ်ဒီအတိုင်းလေးရေးပေးရမယ်ဟုတ်ပြီနော်လွယ်လွယ်လေးပါ နံပါတ်6ကအောက်ပါရခိုင်နှုန်းအတိအသီးကိုအပိုင်းကိန်းဖြင့်ဖော်ပြပါ။အရှင်းဆုံးပုံစံဖွဲရလျင်ဖွဲပါ။အဲ့တော့ကစီ20ရခိုင်နှုန်း73ရခိုင်နှုန်း80ရခိုင်နှုန်း89ရခိုင်နှုန်း69ရခိုင်နှုန်းဒီတစ်ခါရခိုင်နှုန်းတွေပေးထားတယ်။ဆမတို့အပိုင်းကိန်းနဲ့ပြောင်းရမယ်။အပိုင်းကိန်းနဲ့ပြောင်းပြီးတော့မှအရှင်းဆုံးပုံစံပြောင်းလို့ရတယ်ဆိုရင်အရှင်းဆုံးပုံစံဖွဲပြီးတော့မှရေးပေးရပါမယ်တဲ့။ဟုတ်ပြီနော်။ ဟုတ်ပြီနံပါတ်ကကြီးက20ရာခိုင်နှုန်းကိုပေးထားတယ်20ရာခိုင်နှုန်းဆိုတော့ပြောရလဲဆိုရင်အပင်100ရှင့်အပင်20ပင် ဒါကိုပြောချင်တာအခုတရားရှိရင်20ခုတရားပုံပုံရင်20ပုံဒါကိုပြောချင်တာဟုတ်ပြီနော်20ရာခိုင်နှုန်းဆိုတာဗါလဲဆိုတာတည်ပြီးလို့ရှိရင်ကျွန်တော်ကအပိုင်းကိန်းကိုပြောင်းရတာလွယ်သွားပြီရာခိုင်နှုန်းဆိုတာတရားပေါ်အခြေခံထားတဲ့20ရာခိုင်နှုန်းရှိတယ်လို့ပြောလို့ရှိရင်တရားမှာ20ကိုပြောတာဥပမာចောင်းသားចောင်းသူ20ရာခိုင်နှုန်းကအောင်းနေလို့ပြောလို့ရှိရင်တရားမှာအယောက်တရားမှာ20ရာခိုင်နှုန်းဆိုတော့20အောင်းနေဆိုတာကိုပြောတာဟုတ်ပြီနော်အဲ့ဒါကြောင့်မလို့ဆံမတော်ကသူ့ကိုတရားပေါ်မှာအခြေခံပြီးတော့မှတရားပိုင်း20ပိုင်းဆိုပြီးရှင်းလိုက်မယ် ဲ့တော့သူက20လေး20 25လေးတရားဖြစ်တဲ့အတွက်ကြောင့်မလို့၅ဘိုင်းတစ်ဘိုင်းအရှင်းဆုံးပုံစံပြောင်းပေးပါလို့ပြောတော့၅ဘိုင်းတစ်ဘိုင်းဒါသည်သူရဲ့အရှင်းဆုံးပုံစံဟုတ်ပြီနော်အရှင်းဆုံးပုံစံဒီတော့နံပါတ်ခခွေက7300ခိုင်နှုန်း7300ခိုင်နှုန်းဆိုတာကတရားမှာ7ခုကိုပြောတာဒါကြောင့်မလို့တရားပိုင်း7ဘိုင်းဒီထက်ပို့ပြီးတော့စမလို့သူရှင်းလို့မရတော့ဘူး ဒါသူရဲ့အရှင်းဆုံးပုံစံကဒါပဲ။အဲ့တော့ဒီမှာအရှင်းဆုံးပုံစံဆိုပြီးတော့ဘေးကနေရေးပေးလိုက်ပါမယ်။ကားငယ်က80ရာခိုင်နှုန်း80ရာခိုင်နှုန်းဆိုတာဒီတရာမှာအခု80ကိုပြောတယ်100ပုံပုံရင်80ခု100ပုံပုံရင်80ပုံအဲ့တော့သူ့ကိုဆရာမတို့က20လေးလီ80 25လီတရာဒါအရှင်းဆုံးပုံစံ ပြောင်းလိုက်တော့9ပိုင်း4ပိုင်းအဲ့တော့ဒီမှာလည်းပဲဝင်စားဝင်ပိတ်နဲ့အရှင်းဆုံးပုံစံဆိုပြီးရေးလိုက်မယ်ဒါကြီးက89ရာခိုင်နှုန်း 89ရာခိုင်နှုန်းဆိုတာဒီတရားမှာ89ပိုင်းပြောတာတရားပုံပုံရင်89ပုံဒါကအရှင်းဆုံးပုံစံပဲဒီမှာအရှင်းဆုံးပုံစံဆိုလို့ရှိမယ်ငါက69ရာခိုင်နှုန်းအဲ့69ရာခိုင်နှုန်းဆိုတာဒီတရားပုံပုံ69ပုံကိုပြောတာအဲ့ဒါကလည်းအရှင်းဆုံးပုံစံကဒါပဲရှိသူ့ကိုဆံမတော်ကဆက်ပြီးတော့မှစာလို့မရတော့ဘူးညပြီနော်အဲ့ဒီမှာဝင်စားဝင်ပိတ်နေအရှင်းဆုံးပုံစံဆိုလို့ရှိမယ် မခွန်ကအောက်ပါအပိုင်းကိန်းတို့ကိုရခိုင်နှုန်းမြေဖော်ပြပါဒီတစ်ခါအပိုင်းကိန်းပေးထားတယ်ရခိုင်နှုန်းနဲ့ဖော်ပြရမယ်ဟုတ်ပြီနော်အဲဆရာမတို့စတွေ့ရအောင်အဲ့တော့30ပိုင်း9ပိုင်းပေးထားတယ်သူကအရှင်းဆုံးပုံစံပြောင်းထားပြီးသားဒါဆိုရင်ရခိုင်နှုန်းပြောင်းချင်တဲ့အတွက်ကြောင့်မလို့ဆရာမတို့တရားပေါ်မှာအခြေခံရမယ်ပိုင်းချေတရားဖြစ်ရမယ်ဒါကြောင့်မလို့ဆရာမတို့ပိုင်းချေတရားဖြစ်ချင်တဲ့အတွက်ကြောင့်မလို့30ကို30နဲ့မြောက်လိုက်မယ်30 30လေးတရားအဲ့တော့ ပိုင်းခြေကို30တန်းမြောက်တာဖြစ်တဲ့အတွက်ကြောင့်မလို့ပိုင်းဝင်ကိုလည်း30တန်းမြောက်မယ်60လေး60ဆိုတော့ရခိုင်နှုန်းက60ရခိုင်နှုန်း30ပုံပုံရင်9ပုံဆိုတာဒီ100ပုံပုံရင်အပုံ90နဲ့တူတူပဲမလို့60ရခိုင်နှုန်းကိုရတယ်ဟုတ်ပြီနော်ဒါနောက်တစ်ခုက25ပိုင်း2ပိုင်းအဲ့တော့100ဖြစ်အောင်25အမြောက်၄25လေးဒီ100နဲ့အမြောက်၄ အဲ့တော့ဒါကတရားပိုင်းဝေက၄နဲ့၄ရ8ဆိုတော့8ရာခိုင်နှုန်းငငယ်က15ပိုင်း9ပိုင်းအဲ့တော့ဒီ15ပိုင်း9ပိုင်းကိုဆရာမတို့စဉ်းစားကြည့်တဲ့အခါမှာဒီ15ကိုဒီဆရာမတို့တရားဖြစ်အောင်မျှော်လို့မရဘူးပြီးတော့ဒီမှာအရှင်းဆုံးပုံစံပြောင်းလို့ရသေးတယ်ဒါကြောင့်မလို့33၄ကို35၄15ဆိုပြီးတော့ ငါးပိုင်းသုံးပိုင်းရသွားပြီအဲ့ဒီခါကျမှပဲ9020နဲ့မြောက်ရင်ဆမရော100ရရတယ်15ကိုကျတော့မရအောင်ဟုတ်ပြီနော်15 100ဖြောင်းမြောက်လို့မရအောင်ပြီးတော့15ပိုင်း9ပိုင်းဒီအရှင်းဆုံးပုံစံပြောင်းလို့ရသေးတယ်ဒါကြောင့်မလို့ရှင်းဆုံးပုံစံပြောင်းတယ်အဲ့ဒါပြီးတော့မှပဲဒီ9ပိုင်းသုံးပိုင်းရနေ9020နဲ့မြောက်3ကိုလည်း20နဲ့မြောက်အဲ့တော့9020လီတရ23လီ60ဆိုတော့60ရခိုင်တော့ရပြီနော် နောက်တစ်ခုကဂဟချီ50ပိုင်း49ပိုင်းအဲဆမတို့တရားဖြစ်အောင်50အမြောင်းနဲ့49အမြောင်းနဲ့အဲတော့50အမြောင်းနဲ့ကတရား49အမြောင်းနဲ့က68ဆိုတော့68ရဟိုင်းတော့နောက်တစ်ခုကငှ၈ပိုင်း၄ပိုင်း ဲ့တော့ဒီပေးထားတဲ့အပိုင်းကိန်းကိုအရှင်းဆုံးပုံစံပြောင်းလို့ရသေးလားဆိုတော့ဆင်မစဉ်းစားကြည့်တဲ့အခါမှာအရှင်းဆုံးပုံစံပြောင်းလို့ရတယ်နှစ်ပိုင်းတစ်ပိုင်းအားကြောင့်မလို့နှစ်ပိုင်းနှစ်ပိုင်းဆိုပြီးရေးမယ်အဲ့တော့နှစ်အမြောက်ကတော့50တင်းအမြောက်50အဲ့တော့ဒီမှာအဖြေဒီတရပိုင်း50ပိုင်းဆိုတော့50ရာခိုင်နှုန်းအဲ့တော့နှစ်ပိုင်းနှစ်ပိုင်းဆိုတော့50ရာခိုင်နှုန်းဆက်မလို့တည်ပြီးသားပဲဟုတ်ပြီနော်နောက်တစ်ခုကတော့စလုံး35ပိုင်း28ပိုင်း အဲ့ဒါတော့ဗာနဲ့ရှင်းစောပုံစံပြောင်းလို့ရတယ်လေ9428 9535ဟုတ်ပြီနော်အဲ့တော့ရှင်းစောပုံစံပြောင်းလို့ရရင်ပြောင်းလိုက်မယ်9ဘိုင်း2ဘိုင်းဒါဆိုရင်9ကို20နဲ့ညောင်းရင်တရားရမယ်4ကိုလည်းပဲ20နဲ့ညောင်းမယ်ဘိုင်းစီကိုညောင်းဘိုင်းဝင်ကိုလည်းညောင်းမယ်အဲ့တော့9ကညောင်းတရား9ညောင်း20ကတရား4ညောင်း20က80ဒီတော့ဒါက80ရခိုင်နော်ဟုတ်ပြီဒီတော့ချက်ရှိနေတယ် ။ Listen again ညဆရာမကနောက်ဗီဒီယိုတွေမှာဆက်ပြီးတော့ရှင်းပြပေးမှာဖြစ်ပါတယ်။ခုလိုအဆုံးထိနားထောင်ပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ရှင်။